အားလုံးပဲမင်္ဂလာပါလင်္ကာ channel ကနေထပ်မံကြိုဆိုလိုက်ပါတယ်ကျွန်တော်ခုတင်ဆက်ပေးခြင်းတဲ့အကြောင်းအရာကတော့ American Russia တရုတ်တို့ကဲ့သို့အင်အားကြီးနိုင်ငံတွေကပြင်းထန်တီထွင်ပန်တီးတိုက်ဆောင်နေကြတဲ့ hypersonic လက်နက်တွေအကြောင်းပဲဖြစ်ပါတယ် ယနေ့အမေရိကန်ရုရှားတရုတ်နဲ့အခြားအင်အားကြီးနိုင်ငံတွေကနောက်ဆုံးပေါ်နည်းပညာတစ်ခုဖြစ်တဲ့ hypersonic လက်နက်တွေတီထွင်မှုအပေါ်မှာအထူးလေးထားဆောင်ရွက်နေကြပြီးတော့ဒီ hypersonic လက်နက်တွေတီထွင်မှုကလည်းအပြင်းအထန်ပြိုင်ဆိုင်ဖြစ်လာကြတာလူတိုင်းအသိပဲဖြစ်ပါတယ်ကြပြင်းယခုလက်ရှိမှာတော့အမေရိကန်နဲ့တရုတ်ဟာဒီဟိုက်ပါဆိုနစ်လက်နက်တွေတိစောက်နေတဲ့အခန်းကဏ္ဍမှာထိတ်ဆုံးကနေဥဆောင်နေတာပဲဖြစ်ပါတယ် အခုဒီဗီဒီယိုလေးမှာဆိုရင်တော့သူရိသနာပညာရှင်တွေနဲ့အင်ဂျင်နီယာတွေပြောပြပေးတဲ့ hypersonic လက်နက်တွေဆိုတာဘာတွေလဲကြာပြင်ဒီလက်နက်တွေနဲ့ပတ်သက်ပြီးသင်တို့မသိသေးတဲ့အကြောင်းအရာများကိုပါပြောပြတင်ဆက်ပေးသွား လောက်တော့မြန်ဆန်တယ်လဲဆိုရင်တော့စပစ်လွတ်လိုက်တဲ့အချိန်ကနေတိုက်ခိုက်တဲ့အချိန်ထိ6မိနစ်ပဲကြာလိမ့်မှာပဲဖြစ်ပါတယ်။ယူလောက်တဲ့အမြန်နှုန်းပဲဖြစ်ပါတယ်။ ဒါအပြင် hypersonic crew ဒုံးကြီးတွေကအမြင့်ပေတသိန်းကျော်အထက်တောင်ပြန်တန်းသွားနိုင်ပြီးတော့ hypersonic ရှင်တွေကလည်းတသိန်းကျော်အထိပြန်တန်းသွားလာနိုင်တာပဲဖြစ်ပါတယ်။ဘလို့ပြုတ်လွတ်တယ်လဲဆိုရင်တော့ hypersonic လေယာဉ်တွေကိုဒုံးပေါ်မှာနေရာချထားပြီးပြုတ်လွတ်လိုက်တာဖြစ်ပြီးအဲ့နောက်မှာတော့သူတို့တွေကလေထုအတွင်းအရှိန်နဲ့ရွေးရှားပြန်တန်းသွားတာပဲဖြစ်ပါတယ်။ ဒါဟာဘာနဲ့တူတယ်လဲဆိုရင်တော့စက်မပါတဲ့လေရင်နဲ့တူပြီးတော့လမ်းကြောင်းတစ်လျှောက်ဒီအ мян နှုံးတိုင်းတင်းကြီးစွာ ပြန်တန်းဖို့နဲ့ပက်ကင်မောင်းနေဖို့အတွက် aerodynamics flow လို့ခေါ်တဲ့လေခွင်းအားကိုအသုံးပြုသွားတာပဲဖြစ်ပါတယ်။ဒါအပြင်ဒီလေရင်တွေဟာအချိန်နဲ့ပြန်တန်းနေရင်တောင်မှလွယ်လွယ်ကူကူပက်ကင်ထင်းကြောင်းမောင်းနေလို့ရတာကြောင့်ပြင်းမှတ်ကိုမတိုက်ခိုက်ခင်စက္ကန့်အနည်းငယ်လိုထိပြင်းမှတ်ကိုလိုအပ်ချက်အနေနဲ့ ကဒီ hypersonic လက်နက်တွေကိုဖန်တီးတိစောင့်နေကြလေ American Russia နဲ့တရုတ်ပြင်အခြားနိုင်ငံတွေကပါအပြင်းထန်ဒီ hypersonic လက်နက်တွေကိုတီထွင်တိစောင့်နေကြတာဖြစ်ပါတယ်။ဒါအပြင် ပြင်သစ်အိန္ဒိယနဲ့ Austria နိုင်ငံတွေကလည်း hypersonic နည်းပညာတွေကိုစစ်ဘက်ဆိုင်ရာတွေမှာအသုံးပြုဖို့တီထွင်တိစောင့်နေကြပြီပဲဖြစ်ပါတယ်။ ဂျပန်နဲ့အခြားယူရိုနိုင်ငံတွေကလည်းအာကာသပြည့်လွတ်ယင်တွေနဲ့အရက်ဘက်လေယာဉ်ကြီးတွေမှာအသုံးပြုဖို့အတွက်ဒီဟိုက်ဘာဆိုနစ်နည်းပညာကိုလှုပ်ဆောင်နေကြပြီပဲဖြစ်ပါတယ်။ကမ္ဘာအင်အားကြီးနိုင်ငံဖြစ်တဲ့အမေရိကန်ရောဒီဟိုက်ဘာဆိုနစ်လက်နက်တွေကိုဘယ်လိုကာကွယ်နိုင်လဲ။ဒီ hyper sonic လက်နက်တွေရဲ့ပြန်စံတဲ့ပုံစံကြောင့်ပဲဒီ hyper sonic လက်နက်တွေကို ခုခံကာဝယ်ဖို့အတွက်ထိရောက်တဲ့ကာဝယ်မှုမရှိသေးတာပဲဖြစ်ပါတယ်။ဥပမာအနေနဲ့ဆိုရင်တော့ရုရှားကနေတိစောက်စမ်းသပ်နေတဲ့ 322စီဂွန်လို့ဆိုတဲ့ hypersonic ဒုံးကြီးကိုပဲပြောရမှာဖြစ်ပါတယ်။ဒီ322ဟာအမြန်နှုံးနေတဲ့ match 4.63.61 mph ကျော်အထိပြန်တန်းနိုင်ပြီးအနေပိုင်းလေလူလော်ထဲမှာပြန်တန်းလာကြောင်းဒီဒုံးကြီးတွေဟာပုံမှန်သမယိုးကျဒုံးကြီးကာကွယ်ရေးစနစ်တွေကိုတော့မှ AC ပဲထုပေါက်ဝင်ရောက်နိုင်ပါတယ်။ ဒါအပြင်ဒီဒုံးကြီးဟာအတူပြုတ်လုထားတဲ့လောင်စာနဲ့ပြန်တန်းတာဖြစ်ပြီးရရုရှားရဲ့ပြောကြားချက်အရဆိုရင်တော့ဒီဒုံးကြီးဟာကီလိုမီတာ1000ကျော်အကွာအဝေးထိအောင်သွားလာနိုင်တာပဲဖြစ်ပါတယ်။ ဒါရီဒီမကသေးပါဘူးအရန်မြန်လွန်းတာကြောင့်ပဲဒီဒုံးကြီးရဲ့အရှိမရှိရဲ့လေဒူဖီယာကနေပလက်စမာကလောက်ခုဖြစ်ပေါ်လာပြီးတော့ရေဒီယိုလိုင်းတွေကိုစုပ်ယူသွားပြီးရေဒါစနစ်တွေကနေမထောက်လန်းနိုင်အောင်ပြုလုပ်ပေးသွားတာပဲဖြစ်ပါတယ်အမေရိကန်အနေနဲ့တာကွေနိုင်ကလားဆိုတာကိုပြောရမယ်ဆိုရင်တော့အမေရိကန်မှာရှိတဲ့ US Aegis ဒုံးကြားဖြတ်စနစ်ဟာကြောက်ရွံ့လာတဲ့တိုက်တိုက်မှုတွေကိုကြားပြစ်ပစ်ချဖို့အတွက်၈စက္ကန့်ကနေ၁၀စက္ကန့်ထိအချိန်လိုအပ်ပါတယ် ဒီ10စက္ကန့်ကနေ30စက္ကန့်အတွင်းမှာပဲရုရှားရဲ့ဇီဂွန်ဒုံးကြီးတွေက20ကီလိုမီတာအထိအောင်ပြန်တန်းပြီးနေပြီဖြစ်တာကြောင့်ဒီကြားဖြတ်ဒုံးတွေကတော့သူ့ကိုဖမ်းဖို့အတွက်အဲ့လောက်မြင်းမြန်ပြန်နိုင်မှာမဟုတ်ပါဘူး ဒါအပြင်ကျန်းရင်သူတွေပြောပြချက်အရတော့ဒီရုရှားလိုဇင်ကုန်ဒုံးကြီးကိုမိုင်းတရားကွာကနေ US တမောရီကနေထောက်လန်းမိပြီဆိုရင်တော့သူတို့အတွက်ကာဝယ်ဖို့အချိန်တစ်မိနစ်သာရှိတာဖြစ်ပါတယ်ဒီလောက်မြန်ဆန်လွန်းလာတာကြောင့် US လိုကမ္ဘာအင်အားကြီးနိုင်ငံတနိုင်ငံကတော့ဒီ hyper sonic ဒုံးကြီးတွေကိုကြားဖြတ်ဖို့အတွက်ဆိုရင်တော့ဒီဒုံးကြီးတွေစတင်ပြစ်လွတ်ချင်းမှာပဲကြားပြန်ဟန်တာကာဝယ်နိုင်မှာသာဖြစ်ပါတယ်ဒီ hyper sonic လက်နက်ဒုံးတွေနဲ့ပက်ဒင်းဒုံးတွေရဲ့မတူညီတဲ့အချက်ကတော့ ဖက်ထင်းဒုံးတွေဟာ Facebook ဇာပွဲကပြန်တန်းနေတဲ့ဘောလုံးနဲ့တူပါတယ်။ဒါကြောင့်ပဲသူ့ရဲ့အဟုန်နဲ့ဆွဲအားကိုဆုံးဖြတ်ပြီးတော့ဖမ်းတဲ့သူကဘယ်နေရာကိုဖမ်းရမလဲဆိုတာသိနိုင်ပေမဲ့ဒီ Hyper Sonic လက်နက်တွေကတော့အချိန်နဲ့ပြန်တန်းနေနေတော့ ကျွမ်းကျင်လိမ္မာစွာနဲ့ပဲ့ကင်သွာလာနိုင်တာဖြစ်လို့ခံမှန်းလို့မရတဲ့အပြင်တောက်ွယ်ဖို့ခက်ခဲတာပဲဖြစ်ပါတယ်။ဒါပေမဲ့လည်း DIY စွန်းနဲ့လက်နက်တွေကိုရင်ဆိုင်ဖို့ဖြစ်နိုင်တဲ့နည်းလမ်းတွေရှိပါသေးတယ်။ American Missile Defense Agency က hypersonic လေယာဉ် drone တွေကိုခြေအားခံဖို့အတွက်အာသာအခြေပြုအောင်ကစနစ်ကိုတည်ဆောက်ဖို့အကြံပြုထားတာပဲဖြစ်ပြီးတော့ဒါဒီလို hypersonic ဒုံးကြီးတွေကိုကာဝယ်ဖို့အတွက်ပထမဆုံးခြေလှမ်းဖြစ်လာပြီးပဲဖြစ်ပါတယ်။ဒါပေမဲ့လည်းဒုံးကြီးတွေကိုကာဝယ်ဖို့အတွက်ကတော့စနစ်တစ်ခုလို ုံနေအောင်မှာပဲဖြစ်ပါတယ်။ဟုတ်ကဲ့ခင်ဗျာဒီအဆီဇင်လေးကိုဒီမှာပဲရှင်းနာလိုက်ပါတယ်။အားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ။